အဲ့တော့လေဒုံးကလေဒုံးရဲ့ရက်တီချက်ကရှင်းတယ်။ဘာဖြစ်လို့လဲဆိုတဲ့ခါကြတော့လေကိုကလေကိုတိုင်းပြည်နဲ့လူမျိုးကောင်းစေခြင်းနဲ့တည်စေခြင်းနဲ့အသိပညာဗဟုသုတတွေကို ပြောင်းဝခြင်းနဲ့တိလား ဆိုတော့လူတိုင်းကလည်းအားလုံးကတပြင်းညီတည်နေတာမျိုးမဟုတ်ဘူးเนาะဆိုတော့မတည်တဲ့သူတွေလည်းရှိတယ်အဲ့တော့ကိုပို့လေးကိုကြည့်ပြီးတော့မှမတည်တဲ့ဟာလေးတည်သွားအောင် motivation လေးတွေရအောင်တစ်ခါတလေကြရင်လည်းเนาะကိုကဈေးရောင်းနေဆိုတာကိုရဲ့ business ကိုရဲ့စီးပွားရေးကိုလှုပ်တာဈေးရောင်းရင်းနဲ့ကိုကလေကျန်တဲ့အကျိုးရှိတာလေးတွေကိုပြောပြတာ တဖက်တလန်ကလည်း marketing strategy ပေါ့နော် marketing strategy ပေါ့ဘာဖြစ်လို့ marketing strategy လို့ခေါ်လဲဆိုရင်ကိုကနှိစင်ဈေးရောက်နေရတယ်ဈေးရောက်နေရတာဖြစ်တဲ့အတွက်ကျွန်မတို့ကပစ္စည်းလေးတန်တန်လေးကောင်းကောင်းလေးနော်ဆိုပြီးနေတိုင်းရောင်းရုံနဲ့လူတွေရဲ့စိတ်ဝင်စားမှုမရဘူးအဲ့တော့ခါကြတော့ဟုတ်ပြီဒါဆိုရင်လူတွေရဲ့စိတ်ဝင်စားမှုဘယ်နည်းလမ်းနဲ့ယူမလဲဆိုတော့ကျွန်မတို့အသက်အရွယ်ရဖင်ပြနို့ပြလို့လည်းမရတော့ဘူးเนาะကိုယ့်ရဲ့အဆင့်တန်းရလည်းဖင်လည်းမပြနိုင်ဘူးနို့လည်းမပြနိုင်ဘူးဟုတ်တယ်လားဆိုတော့သူများကိုလည်းအယုဒအနတ်တာလည်းမဝေဖန်နိုင်ဘူးဘာဖြစ်လို့ကိုယ့်ရဲ့ အတိုင်းဝိုင်းရကိုကအဲ့လိုအယုတ်တအနက်တားကြီးသူများကိုလက်ညှိုးထိုးပြီးဝေဖန်ပြီးတော့မှသမင်းစားတောက်လောက်ခိုင်စားရမယ်အဆင်တန်းလည်းမဟုတ်ဘူးဒါဆိုရင်ငါဘာလုပ်မလဲဒါဆိုရင်ငါတိုင်းချိုးပြည်ပြူလေးတွေတစ်ဖက်ကပြောမယ်ကျွန်မတက်နိုင်တဲ့ဘက်ကကျွန်မပရဟိတတွေလုတ်တယ်နော်ကျွန်မပရဟိတလုတ်လို့လဲကျွန်မကိုရီသွေးပြီးတစ်ခါဘူးမှမပြောဘူးနော်ကျွန်မပရဟိတတွေလုတ်တယ်အဲ့တော့ဘာသာသာသနာအတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လူမျိုးအတွက်ကျွန်မရှေ့ကနေပြီးတော့မှပြောစရာရှိရဆိုရင်ချစ်ချင်းမုံညင်ကယူးမဆိုင်ပဲနဲ့ကျွန်မပြောတယ် အဲ့တော့လေကျွန်မပြောခဲ့တဲ့ဗီဒီယိုတွေအများကြီးရှိပါတယ်เนาะအဲ့ဗီဒီယိုတွေအကုန်လုံးကိုပြန်ကြည့်လိုက်လို့ရှိလို့ရှိရင်ကျွန်မကိုကြိုးစည်းပွားအတွက်ပြောခဲ့တာတခုမှမရှိဘူး ကျမတို့အောင်မြင်ခြင်းတဲ့သူလည်းမဟုတ်ဘူးเนาะဟိုဘယ်လိုခေါ်မလဲအောင်မြင်မှုမမောတဲ့သူလည်းမဟုတ်ဘူးကျမတို့ကလည်းအောင်မြင်မှုကြောက်တယ်ဘာဖြစ်လို့ဆိုအီအီချမ်းချမ်းပဲနေကြတာအဲ့ဒီအောင်မြင်မှုရဲ့နောက်ပယ်မှာကျမတို့ကမလွတ်လပ်မှုတွေကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလူတွေဆိုပိတ်သက်တယ်ဆိုမင်းနေเนาะခလီရှိလားလို့အဲသားသမီးမရှိဘူးလားလို့ဘလို့လားလို့ညာလို့လားလို့စသဖြင့်ကျမတို့ရဲ့မိသားစုကိုတိကျနေပေါ့ကျမတို့အကုန်လုံးဖွက်ထားတယ်အကုန်လုံးမပြအောင်ဘာဖြစ်လို့လဲဆိုတော့ စိတ်နှောက်ယှက်ဖြစ်ရတဲ့ကိစ္စမျိုးကျမတို့အဖြစ်မခံနိုင်ဘူးเนาะဒါကြောင့်မလို့ရင်ဟိုကျမတယောက်နဲ့နေမယ်လွန်လာပါပြီပေါ့เนาะဆိုတော့ကျမကတော့ကျမရဲ့အလုပ်အရာလူမသိကျင်လို့မရဘူးလူသိမခံကျင်လို့မရတာဖြစ်တဲ့တော့ကျမတယောက်နဲ့နေတော်လာပါပြီပေါ့เนาะအဲ့တော့ကျမကိုလည်းဘင်းကနေပြီးတော့မှ live ကာယံပြီးတော့မှ live ပြီးတော့မှအရေးလိုမျိုးဖြစ်တဲ့အတွက်ကျမယောက်ျားကတော့တတွေ့တဲ့ပါတာပေါ့လीเนาะ တော်လောက်ပါပြီလုံလောက်ပါပြီပေါ့ဒီတယ်မဲဆိုပြီးကျွန်တော်တို့မိသားစုကိုဆိုကျွန်တော်တို့မပြအောင်အေးအေးချမ်းချမ်းနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ပြောခဲ့တဲ့စကားလုံးတွေအကုန်လုံးဟာတိုင်းကျိုးပြည်ပြုတ်နဲ့အများအကျိုးအတွက်ပဲရှေးရှုပြီးတော့မှပြောတာကျွန်မခုနပြောတယ်လို့ပေါ့ဝေဖန်နေထောက်ပြတာနဲ့တိုက်ခိုက်တာနဲ့မတူဘူးလို့ပြောတယ်ကျွန်မပြောခဲ့တာတွေဒီဝေဖန်ထောက်ပြခဲ့တာပဲရှိတယ်အဲ့ဒီဝေဖန်ထောက်ပြတယ်ဆိုတဲ့နေရာမှာလဲကျွန်မတိုင်းကျိုးပြည်ပြုတ်ကိစ္စမျိုးပဲဝေဖန်ထောက်ပြတယ် နော်အခုဆိုရင်ကျမတို့တော်တော်များများ comment တွေတွေ့တယ်နော်အဲတော်တော်များများတချို့တွေလာပြီးတော့မှတော့ဟို post တို့ဒီ post တို့တင်လာမိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ဟာကိုကျမတို့အမလီမပါဘူးလားတို့မပြောဘူးလားတို့နင်းနဲ့ရင်းနှီးနေတာလေပြောလို့ဆိုတော့ ਨੇ အမလီဘလို့ဖြစ်ပြီလို့ပြောမစောကျမတို့လာလာပြီးတော့မှတိုက်ခိုက်ကြတယ်ကျမပြောပြမယ်ကျမနဲ့ဆိုင်လာလို့ဟုတ်လား နော်ကျမနဲ့ဆိုင်ကလူတယောက်နဲ့တယောက်နဲ့ယင်းကြီးတိုင်းသာအဲ့ဒီလူကိုလိုက်ပြီးတိုက်ခိုက်လို့ဆိုအမျိုးမဆုံးတော့ဘူးအဲ့တော့ကျမတို့ကတယောက်နဲ့တယောက်နဲ့ယင်းကြီးကြတယ်ပြောဆိုကြတယ်ဆိုတော့ social ပေါ်မှာကျမတို့တယောက်နဲ့တယောက်နဲ့ယင်းကြီးတယ်ခင်မင်းနဲ့အဲ तू က comment လာရင်ကိုက comment လေးကောင်းကောင်းလေးပြန်ပြောတယ်ဒီလောက်အပြင်ကနေမပို့ဘူးအဲ့တော့တယောက်နဲ့တယောက်နဲ့ဒီလိုမျိုးအပြင်အလ relationship ပါသူ့ရဲ့ဘဝကိုကျမကကိုစားမပြုတယ်လို့ကျမရဲ့ဘဝကိုလည်းကိုစားမပြုဘူးသူ့ရဲ့စိုးခြင်းကောင်းခြင်းဟာကျမနဲ့မသက်ဆိုင်တယ်လို့မျိုးကျမရဲ့စိုးခြင်းကောင်းခြင်းကလည်းသူတို့နဲ့ဘာမှမသက်ဆိုင်ဘူး ဟုတ်တယ်နော်အဲ့တော့ကျမကပြောဆိုဝေဖန်ရအောင်လင်းမိန်းမနှစ်ယောက်ရန်ဖြစ်နေတဲ့ဟာကိုကျမကဘယ်သူဘက်ကမှလိုက်ပြီးတော့မှပြောဆိုဝေဖန်စရာအကြောင်းမရှိဘူးဟုတ်တယ်နော် အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့ပြဿနာတွေကိုအတင်းဆွဲဆွဲထဲကြတယ်ကျမတို့နော်ပြဿနာအမလီနင်းနဲ့ခင်နေတာလေးပြောပါအောင်နင်းနဲ့ဘလို့ဖြစ်နေတာလေးပြောပါအောင်ဆိုတော့အဲ့တော့အဲ့လိုလူတွေကိုကျမပြောလိုက်မယ်အသိဉာဏ်အတွေးခေါ်တွေအဲ့လောက်ပဲသေးတိန်လားလားလို့နော်အဲ့လောက်ပဲသေးတိန်လားလို့ဆိုတော့ကျမရဲ့ရက်တီမှုကမိန်းမနှစ်ယောက်ရန်ဖြစ်တာကိုထိုင်ပြီးဝေဖန်ရလောက်အောင်ကျမရဲ့ရက်တီမှုကအဲ့လောက်မပေါ်ဘူး ဟုတ်လားအဲ့တော့မရင်းနှီးဘူးလားဆိုတော့ကျမတို့ social ပေါ်မှာလူတိုင်းနဲ့ရင်းနှီးနေတာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေက social ပေါ်မှာအနေထားတည်ရမှာရှိတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူကပဲကျမတို့ရဲ့ပုံရိပ်ဘသူကပဲကျမတို့ရဲ့နာမည်ကိုမဆိုကျမတို့ဟာအကောင်လုံးလူသိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့ဟာလူချင်းမတွေ့ဘူးပေမဲ့ဒီ social ပေါ်မှာတော့အားလုံးကအဆက်ဆက်ရှိနေတာပဲ။ဟုတ်လား။ဆိုတော့ကျမရဲ့ညက်တီမှုကရှင်းတယ် အဲ့တော့ဘယ်လိုရင်းနှီးသလဲဆိုရင်ကျမဈေးဝယ်မယ်လို့စဉ်းစားလိုက်တယ်ကျမတွေမှာ online shop ရောင်းနေတဲ့သူတွေအများကြီးရှိရဲဆိုနံပါတ်1ကျမတို့စီကနေအားပေးလိုက်တယ်ကျမပတ်စံ8 day branded တွေဝယ်တယ်ဆိုရင်ကျမနိုင်ငံသားသွားနေရင်လည်းကျမဝယ်လို့ရတာပဲဟုတ်လားဒါပေမဲ့ဘာဖြစ်တလဲဆိုတဲ့ခါကျတော့ကျမဒီမှာပြည်တွင်းထဲမှာရောင်းနေတဲ့မဆန္ဒအအောင်တို့ဒါ branded တွေရောင်းတာเนาะဆိုတော့မှန်လိုက်တယ်မဆန္ဒအောင်ကြီးဒါလေးဒါလေးလိုချင်တယ်ရှာပေးဆိုရင်ဘာဖြစ်လဲကျမတို့ရင်းနှီးတဲ့ကိုယ့်အချင်းချင်းစီကအားပေးလိုက်မယ်လေ ဟုတ်တယ်လားကျမစိတ်ကတော့ဒီလိုပဲရှိတယ်ဥမာနှက်ခမ်းနေလေကျမတို့ကအာအမေရိကန်ပစ္စည်းလေးရေလိုချင်နေဆိုအမေရိကန်မှာဘယ်သူရောင်းလဲပစ္စည်းကိုနဲ့ရင်းနေတဲ့တည်းကဟိုဧပြီလတို့ရင်ကျေးတို့နော်ဟိုရန်ကုန် branded က Raya branded ကရင်ကျေးတို့ဧပြီလတို့ရောင်းနေကိုခိုင်ခိုင်တို့ရောင်းနေနော်ဟိုနောက်တစ်ခါအခုဒီသမီးဆိုးတို့ရောင်းနေဆိုကျမတို့စီကနေအားပေးလိုက်တယ်နော်အော်ဒါကိုနဲ့မြန်မှန်တမ်းမိနေတဲ့သူဒီဒဇိန်ထက် ကိုကကိုနဲ့အရင်ရင်းနှီးတဲ့သူစီကကျမအားပေးလိုက်တယ်ဒါကျမရဲ့ရက်တီချက်ရှင်းတယ်အဲ့တော့ဘာဖြစ်လို့ရန်နေလာတိုက်နေရလဲကျမပြောဆိုအောင် ကျမဆုံးမရအောင်ကျမဝေဖန်အောင်ကျမနဲ့တမီးလဲမဟုတ်သူတို့မှာအမေတွေရှိတာပဲသူတို့အမေတွေကိုယ်တိုင်မိမတွေကိုယ်တိုင်နောင်မှပဲဒါတို့သားသမီးတွေတို့ကိုဆုံးမမယ်တို့ရဲ့အမေတွေတက်ရှိရှင်ထင်ရှားရှိနေသေးတာကျမတို့အမေလည်းမဟုတ်တို့အမလည်းမဟုတ်ကျမဘာကိစ္စနဲ့ဆုံးမရမှာလဲကျမဘာကိစ္စနဲ့ပါရမှာလဲဟုတ်လားမပါတော့ကျမကိုကြောက်သလားတဲ့ အခုဟိုမှာကိုရီးယားကအမကြီးကပါပြီးတော့မှပြောတော့လဲနေရတကပါတယ်တဲ့အဲ့တော့ပိဋကကြီးခုနှစ်ရသားသမီးပိဋကကြီးကဘာဖြစ်ချင်နေတာလဲအဲ့တော့ရှူးတိုက်တိုင်းကြိုက်တက်တဲ့အထဲမှာအယ်မွန်သင်းမပါဘူးရှင်တို့ကဂျန်ပွဲကြည့်ကြလို့လက်ခုပ်ပြီးပြီးတော့မှရှူးတိုက်နေတာ ဟုတ်လားကျမကိုအဲ့လိုလာပြီးရှူးမတိုက်နဲ့ကျမကရှူးတိုက်တိုင်းကြိုက်တတ်တဲ့ထဲမှာကျမမပါဘူးကျမကလက်ခုပ်တန်တွေကိုตาရတတ်တဲ့သူလည်းမဟုတ်ဘူးကျမအလို့ကိုကျမအကောင်းဆုံးလုပ်တယ်ကျမရက်တီမှုကရိုးရှင်းတယ်ကျမနိုင်ငံနဲ့လူမျိုးအတွက်ပဲကျမကနိုင်ငံကိုချစ်တဲ့သူကျမတိုင်းပြည်ကိုချစ်တဲ့သူကျမတိုင်းပြည်နဲ့လူမျိုးအတွက်ဘာသာသာသနာအတွက်ဆိုရင်ကျမရှေ့တန်းကနေထွက်ပြီးတော့မှကျမရက်ပြီးပြောမယ်ကျမကိုချစ်ချစ်မုံမုံဒါပေမဲ့မိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ဈားထဲမှာကျမကိုဘာကိစ္စနဲ့လာဆွဲထည့်နေကြတာလဲကျမနဲ့ဘာဆိုင်လဲ နော် page တွေတင်းနေတာကျမကိုဆွဲထည့်ပြီးတော့မှတင်းနေတာကျမနဲ့ဘာဆိုင်လဲလို့ကဲဟုတ်လားယင်းဒီတိုင်းတီတိုင်းကျမတို့ကသူတို့ဘဝကိုကိုစားပြုလားကဲပြောပါအောင်နော်မပါတင်လို့ပါဇက်ပေါက်ပြီးနေတော့ကြောက်လို့တဲ့ကျမကကြောက်အောင်ကျမဘာမဟုတ်တာလုပ်ထားတဲ့သူမလို့ကြောက်အောင်ပါတော့โอเคပြောကြည့်ပါအောင်ကျမကဘာမဟုတ်တာလုပ်ထားတဲ့သူမလို့ကြောက်အောင်ပါတော့လို့နော် ကျမနဲ့သူတို့နဲ့လမ်းညောင်းချင်းလည်းမတူဘူးရက်တီချက်ချင်းလည်းမတူဘူးသွားတဲ့ပုံစံချင်းလည်းမတူဘူးကျမ personal ယံဖြစ်နေတဲ့သူမဟုတ်ဘူးဟုတ်လားကျမ personally ကျမဘယ်သူနဲ့ယံဖြစ်ဘူးလဲကျမကတိုင်းပြည်အတွက်တိုင်းကျိုးပြည်ဘူးကျမကဝေဖန်ထောက်ပြတဲ့သူကျမမတိုက်ခိုက်ဘူးဘယ်သူ့ကိုမှကျမအညိုးတရားကြီးနဲ့အဲ့လူကိုလက်ညှိုးကြီးအထိုးကျမအတင်းအသေးအတန်နဲ့ကျမမတိုက်ခိုက်ဘူးကျမတိုင်းကျိုးပြည်ဘူးအတွက်တိုင်းပြည်အတွက်လိုအပ်တယ် လူမျိုးအတွက်လိုအပ်တယ်ဆိုကျွန်မဝေဖန်နေထောက်ပြတယ်တစ်ကြိမ်တစ်ခါပဲပြီးပြီထပ်ပြီးတော့မှအညိုးတစ်ကြိမ်နဲ့ကျွန်မမထပ်တိုက်ပြီးတော့မှတိုက်ခိုက်ပြီးတော့မှကျွန်မပြောမနေဘူးဟုတ်လားမေးပါအောင်မယ်အယ်မွန်တင်းရဲ့ပုံရိပ်အယ်မွန်တင်းကိုဆွဲထင်းရအောင်ကောမန့်နေလားမန့်နေလीကျွန်မကမိန်းမနှစ်ယောက်ရန်ဖြစ်တာကိုဝေဖန်သုံးသပ်ပြရလောက်အောင် ကျွန်မရဲ့ရက်တီချက်ကမပေါ်ဘူးအယ်မွန်တင်းကရက်ကွက်အဆင့်မဟုတ်ဘူးနိုင်ငံတော်အဆင့် ရှင်းတယ်နော်နိုင်ငံတော်အဆင့်ကိစ္စတွေပဲပြောတယ်ရက်ွက်အဆင့်ကျမမပြောဘူးထပ်ပြီးတော့မှပြောလိုက်တာကျမနာမည်ကိုလာလာဆွဲထည့်နေလို့ဟုတ်လားကျမကိုစကားလာပြောရင် ကျမဘာလို့မဆိုကျမစကားပြန်ပြောမှာပဲကျမတို့ကဘသူနဲ့မှရန်သူအဖြစ်မခံဘူးဝေဘန်တုံးတက်ပြအောင်ဆုံးမရအောင်လေကျမမွေးထားတဲ့ဗားသမီးကြီးလည်းမဟုတ် ကျမဆုံးမရောတို့ကနားခံမလားကဲပြောပါဦးဟမ်ကျမမပြောဘူးလားမပြောဘူးလားနဲ့ဟိုမှာကိုရီးယားထလည်းပြောကိုရီးယားဝိုင်းဆဲကြအောင်မလားရှင်တို့ကအမှန်တရားလိုချင်တာမဟုတ်ဘူးရှင်တို့မှန်တယ်ဆိုတဲ့စကားလုံးကိုကြားချင်တာအဲ့တော့ကျမကိုလာဆွဲမထည့်နဲ့ထပ်ပြောလိုက်မယ်အယ်မွန်တင်းကနိုင်ငံတော်အဆင့်ကိစ္စတွေပဲဝေဖန်သုံးသပ်တယ်မိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ကိစ္စကို ဝေဖန်တုံးတက်ပြီးတော့မှပါရလောက်အောင်ကျမရဲ့အချိန်နေမပေါ်ဘူးကျမရဲ့ရက်တီချက်ကမပေါ်ဘူးဟုတ်ပြီနော်လာလာဆွဲမထဲနဲ့ရန်လဲမတိုက်နဲ့ကျမရှူးတိုက်တိုင်းကြိုက်တဲ့တဲ့ထဲမှာကျမမပါဘူး ဟုတ်ပြီလားကျမကကျမအေးအေးဆေးဆေးတီးတန့်တပါတာလေးကျမနေတာကျမရင်ရည်တည်ချက်ဒီဘယ်သူနဲ့မှမတူကျမဟာကျမကျမပရိတ်တန်နဲ့ကျမရှိတယ်ကျမကိုချစ်တဲ့သူလေးနဲ့ကျမတို့တိုင်းကျိုးပြည်ပြုပြောမယ်အများအကျိုးရှိတာလေးတွေပြောမယ်ကျမလုံတင်လုံတိုက်တာကိုကျမလုံမယ်ဒါပဲကျမပါတယ်ဆိုတဲ့ကိစ္စတွေကတိုင်းပြည်နဲ့လူမျိုးအတွက်ကိစ္စတွေမှာပဲပါတယ်ကျမအားအားရရ personal နေကျမဘယ်သူ့ကိုမှမတိုက်ခိုက်ဘူးနော်ဟုတ်ပြီလားဒီဘလူဇိုးတွေ 熟来喏，他那么表亮了，哼、嗯。<laughs>